မင်္ဂလာညချမ်းပါရှင်နေပြည်တော်မူလဝတ္တနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ16ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရဟိုင်းရှမ်းကုန်းမြို့မှာ33ဒီဂရီဆယ်စီယက်63ဒီဂရီဖာရဟိုင်းနဲ့ မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသည်ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖန်ရစီတဲ့ပုံအရာကပလီပင်လယ်ပြင်နဲ့ဗင်္ဂလားပင်လယ်အော်တို့မှာတိမ်သင့်တမတိမ်တို့ထက်နေပါသည်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တာများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမော်ဒန်တာများရွေလျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစားတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ချိုးတင်တရိပ်ပြုံနိုင်မှာရဲ့အကြံပြုပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သက်တမတိတ်လူထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားတင်းတင်းရှိနေပြီးပြည် ကြံဘင်္ဂလားပင်လယ်ော်မှာမော့တုံလေးအားနေငယ်မှာအာတင်တင်ရှိနေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းတက်တင်ရှိပါမယ်လှိုင်းမြင်မှာမြမကံယူရန်တချောင်းနဲ့ကံလွပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်နက်ပြတ်မွန်တဲ့ချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနယ်အရှေ့ပိုင်းတို့မှာနေရာစစ်စိမ်နေတယ် ကချင်ပြည်နယ်စကနိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနယ်ပြောင်းမှုထစ်ချုံ shopping စကနိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးမိုးကြိမ်မှာ33ဒီဂရီဆယ်စီယံ63ဒီဂရီဖာရိုင်ဟိုင်းနဲ့ အနေအဆုံမူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတော်အတွက်မနက်ဖြန်မနက်တိမိုးလေဝသအခြေအနေခန့်မှန်းကြမှာနေရာွက်ကြောင်းမုတ်တချုံရွာပါမယ်။မြင့်ဆုံမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုက်နဲ့အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတော်ဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာလေနေရာွက်ကြောင်းမုတ်တချုံရွာပါမယ်။ မြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယံ67ဒီဂရီဖာရိုင်းနဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရိုင်းရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပိုလာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။